ဖဲသခင်ငင်တချင်းမင်္ဂလာရောက်စေတိုင်းကိုမတည့်ရောက်ပါစေကျွန်တော်တို့တမချန်စာဘဟုတုတ္တမှတ်စုကနဲ့ပြန်လဲကြိုးဆိုပါရစေကျွန်တော်တို့အခုချိန်မှာလဲတမချန်စာဖော်ပြထားသောနောက်ဆုံးသောကာလယမေလက္ခဏာများကိုကျွန်တော်မျှဝေမှာကျွန်တော်မျှဝေနေမှာမျှဝေမှာဖြစ်ပါတယ်ပထမအနေနဲ့ဧရှာယအခန်းကြီးကအငယ်20ကိုကြည့်တဲ့အခါမှာ အကောင်ကိုအဆိုးအဆိုးကိုအကောင်ထင်မြင်လာခြင်းဟုတ်ပါတယ်မိသားစုထဲမှာအသင်အဖွဲ့ထဲမှာ ကျွန်တော်တို့ခေတ်ကြီးကိုကြည့်တဲ့အခါမှာအကောင်းကျွန်တော်လူပေါင်းတွေအမှန်တရားတွေအတွက်နေရာမရှိခြင်းအာလူဆိုးတွေနဲ့အဲအတ္တတွေမုံတရားတွေပွားခြင်းမမှန်တဲ့တက်တွေက နေရာရလာခြင်းဟာလည်းနောက်ဆုံးတော့ကာလနဲ့မိလက္ခဏာတရားဖြစ်ပါတယ်ဒုတိယအနေနဲ့ဒိုင်ရလအခန်းကြီး7အငယ်6မှာပညာအစမတန်တိုးပွားလာခြင်းဟုတ်ပါတယ်ကျွန်တော်ခင်မှာ ပညာတွေအဆမတန်တိုးပွားတယ်ကျွန်တော်တို့လူသားတွေအားလုံးအတွက်အကျိုးမြောက်များစွာပြုပြုတကယ်တော့မကောင်းတဲ့အရာတွေအကျိုးမပြုတဲ့အရာတွေလည်းရှိပါတယ်ဟုတ်ပါတယ်ဒါလည်းအံ့ဩဆရာမရှိပါဘူးယေရှုခရစ်ပြောခဲ့တဲ့နောက်ဆုံးတော့ကာလာရဲ့နမိတ်လက္ခဏာမှာဖြစ်ပါတယ်ဒါရီအနေနဲ့ရှင်မာသဲအခန်းကြီး24အငယ်14အာကေတင်ချင်းတရားကဘာလုံးမှာပြန်နံပြီးမှတရှိလာခြင်းဟုတ်ပါတယ်အဲတကယ်ပဲပညာတွေတိုးတက်လာတဲ့အနေနဲ့အွန်လိုင်းကနေတကောင်းစာပြအမျိုးမျိုးကနေ ယ်တင်ချင်းတရားမရောက်ရှိတဲ့နေရာတွေမှာကျွန်တော်တို့ရောက်နိုင်အောင်ဆိုပြီးမှအများကြီးတရင်ကောင်းတွေရောက်ရှိလာပါတယ်စူးစမ်းနေကြပါတယ်ဒါဟာလည်းအဲနောက်ဆုံးတော့ကာလနမိတ်လက္ခဏာပင်လင်းဖြစ်ပါတယ်အဲရှင်မတရားခန်းသရုတ်ထအနေနဲ့ရှင်မတရားခန်းကြီး24အငွေ24မှာအယောင်ဆောင်များကြီးထွားလာပြီးမှနမအပွင့်နမိတ်လက္ခဏာကျူချင်းဟုတ်ပါတယ်ဒါလည်းခရစ်တော်ရဲ့နာမည်အသုံးပြုပြီးမှအဖွဲနမိတ်လက္ခဏာအမျိုးမျိုးကိုသူတို့ပြုတ်နေကြပါတယ်ဒါဟာလည်းအအောင်ဆရာမရှိပါဘူး နောက်ဆုံးတော့နောက်နောက်ဆုံးတော့အာကာလနမိတ်လက္ခဏာပြင်းပြင်းဖြစ်တယ်နောက်ဆုံးနဲ့ပြင်ဆမအနေနဲ့တိမတဲ့ဒုတိယဆောင်အခန်းကြီး၃အငယ်၄မှာကာမကုံပျော်ရွှင်ခြင်းကိုပုံမနှစ်တက်လာခြင်းဟုတ်ပါတယ်ကျွန်တော်တို့အာကာမအလိန်ကိစ္စကိုအရှက်အပြစ်လို့မမြင်တော့ဘဲနဲ့ပျော်စရာကောင်းသောအခစားလို့သဘောပေါက်လာခြင်းကျွန်တော်တို့အတိုင်းအဝိုင်းမှာလူအတိုင်းအဝိုင်းမှာဒီဟာတွေ ဖြစ်နေခြင်းဟာတကယ်ပဲအရှက်ကိုအရှက်လို့မသိတော့တဲ့အရာတွေအလုံးအကောင်းကိုအဆိုးအဆိုးကိုအကောင်းထင်တဲ့အရာတွေနောက်ဆုံးတော့ကာလနမိတ်လက္ခဏာဖြစ်ပါတယ်။သခင်ယေရှုဟောပြောခဲ့တော့နောက်မိတ်နောက်ဆုံးလက္ခဏာအန်အနောက်ဆုံးတော့ကာလနမိတ်လက္ခဏာပြည့်စုံနေပါပြီမိတ်ဆွေအဲကေတင်ချင်းကေတင်ချင်းစိတ်ချမှုမရရှိသေးရင်ဤဆရာအတင်းတော်ဆရာသမားများနဲ့ဓမ္မမိတ်ဆွေများအာဆရာသမားများအားလုံး ခရိယံအတိုင်းဝန်းထဲကိုကြွားတော့ပါဆင်ချင်ပါလေ့လာပါရောမအခန်းကြီးရှိအငယ်16မှာပြောထားတယ်ကျွန်တော်တို့မတည်ခင်မှာကျွန်တော်တို့ရောက်တဲ့နေရာမရည်ရတဲ့နောင်ဘဝကိုရည်ရစွာတည်ချစွာတည်ရှိနိုင်ပါတယ်ရှင်ရောအခန်းကြီး3အငယ်16မှာလဲအာလူသားတွေအားလုံးအတွက်ခရစ်တော်ဟာတကယ်ပဲအသက်ဆုံးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ယုံကြည်ခြင်းအဖြစ်ဒီနမိတ်လက္ခဏာတွေကိုကြော်လွှားပြီးမှခရစ်တော်နဲ့အတူထောင်ရ con cái này mà xem như này phú ai áo xe này của phích khô bà để ai áo xe này lép cho thực hiện con chỉ bị bà xì amen